ကျွန်တော်ဒီနေ့မာစတာ၅ခန်းစင်ငယ်တစ်ခန်းစုစုပေါင်း8ခန်း6ခန်းပါတယ်လုံရင်တစ်လုံးထပ်မံရောင်းချပေးတော့ပါအောင်မယ်ခြံကျဲကပေ40ပေ60ပေါ်မှာနှစ်ထက် rules လက်ကိုမှမာစတာ၅ခန်းစင်ငယ်တစ်ခန်းပုံစံနဲ့ဖွဲ့စည်းတိစောက်ထားပါတယ်โอเคကျွန်တော်တို့သွားကြည့်လိုက်အောင်ကျွန်တော်အိမ်လေးကိုမပြပေးခင်လေးမှာကျွန်တော်ရဲ့ channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe တော့ပြပို့လဲကြော်ဒီနေ့ကနေပြီးတော့မေတ္တာရက်ခံလို့ပါတယ်ဗီဒီယိုအဆုံးကြီးကြည့်ရှုပေးပါဗီဒီယိုအထက်မှာဒီအိမ်လေးနဲ့ပတ်သက်တဲ့ data အချက်အလက်အသေးစိတ်ကိုကျွန်တော်ဖော်ပြပေးတော့မှာဖြစ်တဲ့ဗီဒီယိုအဆုံးကြီးလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်အရောက်ချစ်တဲ့တိုင်ကိုဖိတ်ခေါ်ပါတယ်ကဲကျွန်တော်အခုရောင်းမယ်ဆိုတဲ့အိမ်လေးရဲ့ရှေ့ကိုရောက်ရှိလို့နေပါပြီစောက်တာရဲ့ပုံစံလေးကချစ်စရာလေးဗျဆိုတော့အထဲဝင်ကြည့်လိုက်အောင်သူကကားကိုယ်တော်ထဲမှာပဲကားတစည်းကောင်းကောင်းရက်လို့ရတယ်အိမ်ထဲဝင်ကြည့်လိုက်မယ် ကျွန်တော်အိမ်ထဲဝင်ခြင်းမှာတကယ်ကိုလှပါတယ် level ကိုတွေးရတယ်အဲကန့်ကျဲတယ်ပြီးတော့ height ကလည်းသူကမြင့်ထားတယ် height ကအော်သူပြောတာ73မီလောက်မြင့်ထားတယ်လို့ပြောပါတယ်ဆိုတော့ okay ကျွန်တော်အဲကန့်ထွက်တော့ခြင်းဒီဘက်ဘဲဘဲအချမ်းလေးမှာပေါ့နော်ဒါကတော့ဆိုတာကားဂိုတောင်ကနေပြီးတော့ကျွန်တော်တို့ဝင်တဲ့ဝင်ပေါက်လေးဖြစ်ပါတယ်ကားဂိုတောင်ထဲမှာတော့ကားကြီးဒစီကောင်းကောင်းရက်လို့ရပါတယ်ဆိုတော့ okay ကျွန်တော်ထပ်ပြီးအထည့်ကိုလေ့လာကြည့်လိုက်မယ်ဒီဘက်ချမ်းမှာအာထမင်းစားကန်ပေါ့ဒါထမင်းစားကန်ဖြစ်ပါတယ် ထမင်းစားကန်လည်းတော်တော်ကိုကျယ်ဝထမင်းစားကန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘကန်လေးဝင်ကြည့်လိုက်မယ်မိဘကန်လေးကလည်းသူ့ဟာသူတော့ကြစ်ကြစ်လဲလဲလေးနဲ့음ဖွဲ့စည်းထားတာပေါ့နော်ဆိုတော့ okay ကက်ဘိနက်တွေတော့မတက်သေးဘူးကင်ချင်ကက်ဘိနက်တွေတက်လိုက်တော့တော်တော်ကိုလှသွားမှာပေါ့နော် okay ကျွန်တော်တို့အထည်ပြန်ဝင်ကြည့်လိုက်အောင်ဒီဘက်မှာဒါကတော့ပရမအူဆုံးအိတ်ခန်းဖြစ်ပါတယ်ဆိုတော့အဲကိုပါပြီးသားပြီးတော့ဒီကောင်ကမာစတာဘရွန်လေးဖြစ်ပါတယ်မြင်းကြီးတဲ့မှာတွေ့ရတဲ့မာစတာဘရွန်လေးဖြစ်ပါတယ်ဆိုတော့ ေပြားတွေအပြည့်ကတ်ထားပြီးသားပြီးတော့အိတ်ခဲထဲမှာလည်းဗရင်ပေါက်တွေပါတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါတော့ကြည့်လိုက်မယ်သူကညင်ကြီးတဲ့မှာပဲနှစ်ခန်းတော့ပါတယ်ပေါ့နော်ဆိုတော့ဒါလည်း master baron လေးပဲသူကညင်ကြီးတဲ့မှာပဲ master baron နှစ်ခန်းတော့သူထည့်ပေးထားတာပေါ့နော်ဆိုတော့အဲ့ဒါလေးတော့သဘောကျတယ်ဟွဟိုပစ္စည်းအားလုံးကအစ်စ်တကြီးပဲပေါ့နော်အစ်စ်တကြီးပဲဆိုတော့ okay ကျွန်တော်တို့သူကညင်ကြီးတဲ့မှာ master နှစ်ခန်းကျွန်တော်ပြပေးပြီပေါ့နော်အားထွင်းစားကန်းလေးပေါ့ โอเคကျွန်တော်အပေါ်တက်ကြည့်လိုက်အောင်အပေါ်မတက်ခင်လေးမှာကျွန်တော်ဒီရက်ကိုဝင်ပြပေးမယ်ဒါကစတိုကန်လေးပေါ့နော်စတိုကန်လေးဖြစ်ပါတယ်ဟောလက်ရှိလဲပစ္စည်းထည့်သိမ်းထားတာပေါ့နော်ဆိုတော့အိန္ဒိယမှာစတိုကန်ကအရေးတော့မကြီးဒါပေမဲ့အရေးတော့ပါတယ်ဗျာဒီမှာသူကအင်ဗာတာပါပြီးသားဖြစ်ပါတယ်ဆိုတော့ aircon နှလုံးအဲကောင်းကောင်း run လို့ရတယ်ပေါ့နော်ဆိုတော့โอเคကျွန်တော်တို့တက်ကြည့်လိုက်မယ်လေကတိလေးတွေလည်းမစိုးဘူးဗျအရန်အမြင်တွေမျိုးပြပြလေးတွေပဲ လေကားပေါ်တက်တဲ့ချင်းညာဘက်ခြံဒီဘက်ခြံလေးမှာဒုတိယမြောက် level room ပေါ့နော်တွေ့ရတယ်အာကေဖျားကက်လုတ်ချင်တယ်လုံးလို့ရပါတယ်အာဆိုတော့ဒုတိယ level room ပေါ့နော် okay တော့နှစ်ထပ်တယ်နှစ်ထပ်တော့မှာ master 5ခန်းတော့ပါတယ်ပေါ့နော်ဆိုတော့ okay ဒီဘက်မှာဒါလည်း master bedroom လေးပဲပေါ့နော်ဆိုတော့ master bedroom ထဲမှာတော့လုံးဝ aircon ပါပြီးသားဖြစ်ပါတယ်ဒီချိုးကိုင်းနာချိုးပြကတ်ထားပြီးသားပေါ့နော်ဒီချိုးကိုင်းနာချိုးပြကတ်ပြီးသားဖြစ်ပါတယ်ဆိုတော့ okay ဒီဘက် channel မှာထပ်ပြီးတော့ပြပေးမယ်ဒီခန်းလေးကတော့ single bedroom လေးအခုကျွန်တော်ပြပေးမယ်ခန်းလေးက single bedroom လို့သိရတယ် single bedroom လေးဆိုပေမဲ့လည်းမဆိုးပါဘူးသူ့ရဲ့အကျယ်ဝန်းရှိတဲ့အကျယ်ဝန်း single bedroom အကျယ်ဝန်းတော့ရှိပါတယ်ဒီကြိုကအိမ်နာမပါတာပဲရှိပါတယ်ဆိုတော့ okay အာဒီခန်းလေး master bedroom ဖြစ်ပါတယ်ဒီခန်းကတော့အောက်ထပ်က master bedroom နဲ့ site တူတူပဲအဲ site ကပြည့်တယ်ဗောနော site ပြည့်လေးဗော okay ဆိုတော့ဒါဒီကြိုကအိမ်နာ bedroom dash လေးဖြစ်ပါတယ် ဆိုတော့စုစုပေါင်း master ကြီးပဲ၅ခန်းတော့ဒီခန်းဒီဒီဒီလုံးချင်းလေးရဆိုတော့ okay ဒီကောင်လေးလည်း baron touch တွေ့ထားပြီးသား master baron လေးဖြစ်ပါတယ် air con တွေအစားအလုံးအစ်စ်တွေပါလုံးဝလုံးဝအစ်စ်ဆက်ဆက်တွေကိုထည့်ပြီးသားပူရိုင်းနာရီအစားလုံးဝအစ်စ်တွေမှာ plastic တော့မခွာသေးဘူးပေါ့နော်ဆိုတော့ okay နောက်ဆုံး master baron ရဲ့ညာဘက်ချမ်းမှာရှိရပါတော့ဒီဘက်ခဒီဘက်ပါဒါလေးပြပေးမယ်အာဒီခါကတော့အာ နည်းနည်းလေးဟိုအခြား master baron ခန်းခန်းနေတဲ့အနည်းငယ်လေးအမစူးတော်လေးနည်းနည်းလေးကျင့်တယ်လို့ခံစားရတယ်ဒါပေမဲ့သူက baron test တွဲထားတာဖြစ်ပါတယ် master baron လို့ပဲခေါ်လို့ရပါတယ်ဆိုတော့ okay okay ဆိုတော့ကျွန်တော်တို့အပေါ်ဆုံးတက်ကဲ rules လောက်ပြတကြည့်အောင်အပေါ်တက်မှလည်းသွားလို့ပေါ့နော် main room ဖြစ်၃ညစ်၃လို့ရတယ်ဟိုအခန်းလေးတတိတိတခါထပ်ပါသေးတယ်ဒီဟာလေးပေါ့နော်ဒါလေးဆို main room ဖြစ်၃ညစ်နဲ့၃လို့ရပါတယ် ဆိုတော့ okay ကျွန်တော် rules လောက်ကိုကြည့်အောင်ဟုတ်တော်တော်ကြေကြေဝုန်းဝုန်းရှိရပါတော့တော်တော်ကြီးအကြီးစားကြီးပေါ့ဆိုတော့အော်အပေါ်မှာကိုပေါ့မိသားစုပါတီလုံးမှာတင်တာလုံးလုံးဆိုလာပဲတင်ခြင်းသလားတော်တော်လေးကိုကျေဝန်းတဲ့ space ဖြစ်ပါတယ်ဆိုတော့အထူးပဲကျေးဇူးတင်ပါတယ်အဗီဒီယိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာဗီဒီယိုရဲ့အဆုံးမှာဒီအိမ်နဲ့ပတ်သက်တဲ့ data ချက်လက်အားလုံးနဲ့တကွာဗီဒီယိုရဲ့အဆုံးမှာဒီအိမ်ရဲ့ဈေးနှုန်းမှာတပါတယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ် โอเคအိမ်လေးကိုကြည့်ပြီးဆိုတော့ဇေလုံးကိုပြောပါမယ်ဇေလုံးကိုပြောခင်မှာဒီအိမ်လေးရဲ့ဒီနေရာကမြောက်ကုန်းမြို့နယ်38ရပ်ကွက်မှာတည်ရှိပါတယ်သူကတပင်ရွှေကြီးလမ်းမကြီးနဲ့အနီးလို့ပြောရင် ပုံမှန်ပါလိမ့်မယ်ချမ်းအကျယ်ကပေ40ပေ60ဖြစ်ပါတယ်နှစ်ထပ် roosevelt လေးဖြစ်ပါတယ်စုစုပေါင်း master 9ခန်း single တစ်ခန်း8ခန်း6ခန်းပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်နောက်ပြီးတော့သူကမြေမျိုးစားလေးကလည်းခရံမြေမျိုးစားလေးဖြစ်ပါတယ် အထူးပင်ကျေးဇူးတင်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့3000လေးတောင်းနဲ့မှ200ဖြစ်ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ဒီအိမ်လေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုသိချင်တယ်ဆိုတော့ကျွန်တော်ဖုန်းနံပါတ်39516ရှိရှိတုံညာတို့ကိုဖုန်းခေါ်ပြီးအသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသေးတယ်အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယို live ပါကြည့်ရှုပေးရဲ့အရောက်တူးချင်းစီတိုင်ပေါ်မှာဝင်တဲ့လုံးဝဝယ်လို့မရတဲ့ချမ်းမာခြင်းပျော်ရွှင်ခြင်းနှိမ့်သက်ခြင်းတက်ရောက်ပါစေ